အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တဲကိုရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိ၅ဦးအပါအဝင်၁၂ဦးသေဆုံးပြီးရေခါကိုရောင်းနှလုံးပြိုကျပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မော်ရွာမြို့အခြေစိုက်နောက်မြောက်တိုင်းစစ်ဌာနချုပ်တဲကိုရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်ရန်အကြံဖတ်စစ်တပ်ဘက်မှအရာရှိ၅ဦးအပါအဝင်၁၂ဦးသေဆုံးပြီးရှေးခါကိုရောင်းနှလုံးပြိုကျပျက်စီးခဲ့ကြောင်း Children Rocket Brother CRB မှတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်။အော်တိုဘလ၂ရက်နေ့တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုဒေါ်လန်ရဲတပ်ဖွဲ့များက၉ချိန်များအဖြစ် Rocket စေလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုအတွင်စစ်တပ်ရုံးမှအရာရှိ၅ဦး၊ရိတ်ခါကိုယ်တော်ဆောင်စစ်သား၂ဦးနဲ့တပ်မိသားစုဝင်၅ဦးဖွဲ့ချင်းပြီးတည်ဆုံခဲ့ကြောင်းထို့ပြင်တပ်တွင်းမိသားစု၅ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသူများကိုတဆခွဲ၄မြင်းဆောင်၃၀၀တပ်စည်းရုံတို့အရေးပေါ်ပို့ဆောင်ထားကြောင်းသိရပါရယ်။ ထို့ပြင်နာမခစစ်တိုင်းရုံအတွင်ရှိရိခါကူရောင်နှလုံးနဲ့ဖြူကျပြက်စီးခဲ့ပြီးတော်လန်ရေးရဲဘော်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုကိုးချိန်များအဖြစ်ရော့ကက်ဆယ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးရရှိငါကောင်အပါဝဲတမိသားစုဝင်တွေကစုစုပေါင်း12ကောင်တည်ဆုံနေပြည်သူလူထုအနေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုကူညီထောက်ပံ့ပေးဖို့အတွက်ပဲပြောချင်ပါတယ်ဟု Children Rocket Brother CRB မှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကို Children Rocket ညီနောင် Children Rocket Brother CRV ဦးဆောင်ရေးမဟာမိတ်အဖွဲ့များဖြစ်သောချိုမိုင်မိုင်ကနီ Children Brother Futilin Different Phone Futilin Different Phone Federal Democratic Phone Farmer Army မုံရခရိုင်တပ်ရင်းဆက်လီဘိုလက်ကောင်နဲ့ရင်းမာပင်ခရိုင်အမှတ်9တပ်ရင်းနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီး MNDAA ကိုစစ်ရှုံးခဲ့တဲ့ရမခလောက်ခံတပ်တွေကိုစစ်တပ်ကကလေးနဲ့တမူးနဲ့ဇက်ပို့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမျိုးနဲ့တမူးမျိုးတွေကိုလာရှိုးမျိုးမှာအခြေစိုက်တဲ့အရှိနောက်တိုင်းစစ်ဌာနချုပ်ရှာမခလက်အောက်ခံတရင်တွေကိုစေကောင်စီကပို့ပြီးအင်အားဖြည့်တင်နေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမျိုးအခြေစိုက်အရှိနောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတရင်တွေကိုပြီးခဲ့တဲ့စက်တင်ဘာလစံကစတင်ပို့ဆောင်ခဲ့ပြီးလက်ရှိမှာစစ်ကြောင်းထိုးတာတွေလုပ်နေတယ်လို့ကလေးမျိုးကတော်လန်ရေးအင်အားစုတွေကပြောပါတယ်။ ရမခတက်တွေရောက်လာတဲ့သူတို့နဲ့အတူစစ်မှုရန်တင်းနှန်းစင်းတွေအများကြီးပါတယ်။အင်အားတော်တော်များတယ်။နန်းစောဘူးဘက်မှာလည်းစစ်ကြောင်းခွင့်နေတာလို့ကလေးမျိုးကကာကွယ်ရေးရဲဘော်တအူးကပြောပါတယ်။ရမခလို့အတူကောက်ခေါ်တဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ဟာ2029စစ်စင်ရေးနဲ့အတူ2024ဩဂုတ်လမှာ MNDAA နဲ့မဟာမိတ်တပ်တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူခဲ့တဲ့စစ်ဌာနချုပ်ဖြစ်ပါတယ်။ အဲဒီစစ်စင်ရေးမှာရမခတိုင်းမှုဗိုလ်ချုပ်ဆိုတင့်ကို MNDAA ကဖမ်းဆီးခဲ့တယ်လို့စစ်သားများစုဟာအလင်းဝင်တာလက်နက်ချအရှုံးပေးတာပြုလုပ်ခဲ့ကြပါတယ်။ရမခတိုင်းမှုအဖြစ်ဖူးဆဲအခြေစိုက်တမ96တမမှုဗိုလ်ချုပ်ဆိုးလိုင်ကိုစစ်ကောင်စီကယာယီအစားထိုးခဲ့ပါတယ်။အဲဒီနောက်ရမခကိုမိုင်းရင်မြို့မှာယာယီပြန်ဖွဲ့စည်းပြီးဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုတိုင်းမှုအဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒါပေမဲ့လအနေငယ်ကြမှာဘူချုံမြင့်ကျော်ထွန်းကိုလည်းကြားဖြန့်ကိစ္စနဲ့ပြန်လည်ဖန်ဆီးခဲ့ပါတယ် MNDAA နဲ့မဟာမိတ်တပ်တွေက2024ဩဂုတ်3ရက်နေ့မှာရမခအပါဝင် လာရှိုးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်အစိုးရရဲ့ဖိအားကြောင့် MNDAA ဟာထိုးစစ်အလုံးရပ်တန့်ခဲ့တယ်လို့2025ဧပြီလမှာစစ်ကောင်စီထံ MNDAA ကကြီးမပေါက်ဖဲပြန်လွှဲပေးခဲ့ရပါတယ်။စစ်တပ်ကလာရှိုးမြို့ကိုပြန်လာတပ်ဆွဲခဲ့တယ်လို့ဗိုလ်မှူးချုပ်အေမင်ဦးကရမခတိုင်းမှူးတော်ဝင်ယူထားပါတယ်။ ရမခအောက်မှာတရင်16ရင်ရှိနေပြီး၃ပုံ၃ပုံထက်မနည်းကိုကလေးနဲ့တမှုအပါဝင်သကိုင်းတိုင်းဘက်ကိုပို့လိုက်တယ်လို့စီရီသတင်းရေးမြစ်တပ်ဦးကပြောပါရယ်။ကလေးနဲ့တမှုမျိုးနယ်ဘက်ကိုရမခလက်အောက်ခံစစ်တပ်ရင်တွေအပြင်မြန်မာနဲ့အိန္ဒိယနယ်စပ်မှာအခြေစိုက်တဲ့ကတဲလက်နက်ကိုင်အဖွဲ့တွေကိုလည်းစစ်ကောင်စီကပို့ဆောင်ထားပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလလေကကလေးမျိုးနယ် နန်းဟန်နွေရွာမှာဖြစ်တဲ့တိုက်ပွဲမှာစစ်ကောင်စီနဲ့အတူကတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်လာတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကစက်တင်ဘာလ23ရက်ထုတ်ပြန်ချက်မှာထုတ်ပြန်ပါတယ်။ကလေးခရိုင်နဲ့ဆက်ဆက်နေတဲ့တမူးခရိုင်မှာအိန္ဒိယနိုင်ငံအတွင်းရှိကတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ People Liberation Army Manipur PLA MP PLAM United National Liberation Front UNLF People Revolutionary Party of Kangalai Band PREPAK Fiber Revolutionary Party of Kankalaiban, Progressive, Progressive, PREPAK, PRO, Kankalaiban Community Party, KCP, Kankalai Yellow, Kana Left, KYKL တို့လှုပ်ရှားပြီးဖူးပေါင်းအင်အား900ကျော်ရှိတယ်လို့ NUG ကောက်ွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဆယ်စုနှစ်တစုကျော်အကြာကလေးကစကိုင်းတိုင်းတမှုခရိုင်ဟဲစင်းရွာအတွင်းတို့စတင်ဖွေရောက်နေထိုင်ခဲ့ပြီးလက်နက်နဲ့မူရစ်စေးဝါးလေးရောင်းဝယ်ဖောက်ကားနေတယ်လို့ဒေတာတိထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကတဲလက်နက်ကိုင်တပ်ဖွဲ့တွေအပြင်နာဂလန်လက်နက်ကိုင်တပ်ဖွဲ့ Nationalist Socialist Council of Nagaland Kambalan NSCN ကလည်းတမူးခရိုင်နဲ့ခန်းနီးခရိုင်တွေမှာစစ်တပ်နဲ့ပူးပေါင်းပြီးဒေါ်လာရေးတပ်တွေကိုတိုက်ခိုက်နေတယ်လို့စစ်ဒေသတစ်ကအသိပေးထားပါတယ်။ MNDAA ကစစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းပြီးတိုက်ပွဲတွေရပ်လိုက်ပြီးတဲ့နောက်စစ်ကောင်စီဟာရှမ်းပြည်နယ်ကတပ်ရင်းတွေကိုအခြားဒေသတွေကိုပို့ဆောင်မှုတွေရှိနေပါတယ်။အရကတတော် AA နဲ့မဟာမိတ်တွေတိုက်ခိုက်နေတဲ့ရခိုင်ပြည်နယ်မကွေ့ဘက်ကိုနယ်အေယာဝတီတိုင်းကနေဆက်ဒေသတွေကိုလည်း တက်မ69လောက်ခန့်တက်တွေအထိနာရာကြောင်းရှမ်းပြည်တောင်ပိုင်းမိုင်းပန့်အခြေစိုက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကာခ16လောက်ခန့်တက်ရင်တွေကိုပြီးခဲ့တဲ့ဩဂုတ်လကစပြီးစစ်ကောင်စီကပို့ခဲ့ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလဆန်းကတိုက်ပွဲတွေမှာစာကာခ16လောက်ခန့်တက်ရင်တွေထိခိုက်သေးဆုံးမှုများပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်ချစ်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။